ပင်လဲဆိုင်ခြင်းနဲ့တိတ်လဲကူးဆိုင်နိုင်မှုအိမ်အတွက်လဲစီးပွားလဲလဘတွေရှင်ရှင်နဲ့မျက်စိဆိုပြီးတော့မျက်စိအေးခြင်းနဲ့ဆိုရင်တော့အခုကျွန်တော်ပြောမယ့်အပင်လေးကိုစိုက်စစ်ချင်ပါတယ်အဲ့ဒါကတော့ကြောက်စင်အပင်လို့ခေါ်တဲ့ဇီဇစ်ပလမ်ဖြစ်ပါတယ် မင်္ဂလာပါလီယိုကူဇန် energy channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါမယ်ဒီနေ့မှာတော့ indoor plant ချစ်သူတွေအိမ်တွင်းအလားဆိုင်ပင်တွေကိုစိတ်ဝင်စားတဲ့ဝါသနာရှင်တွေအတွက် king of industrial plants တို့တင်စားခေါ်ဝေါ်ကြတဲ့အပင်တစ်ပင်အကြောင်းကိုပြောပြသွားမှာပါအဲ့ဒါကတော့ CC plant လို့ခေါ်တဲ့ကြောက်စင်းအိတ်တွေပင်တွေဖြစ်ပါတယ်သူ့ကိုဘာလို့လူကြိုက်များရလဲဆိုတဲ့အချက်ကအလုံးမဲ့စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီအပင်က yield ရေမလောင်းမင်းလည်းမသေးနိုင်ပါဘူးလင်းရောင်နေရင်လည်းမသေးပါဘူးတော်ယုံနဲ့မသေးနိုင်တဲ့အပြင်မဖြစ်ပါနဲ့အိမ်မှာစိုက်ထားရင်လည်းစီးပွားရေးတက်တယ်ဘတ်ရှင်တယ်လို့လည်းနာမည်ကြီးပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီအပြင်ရဲ့မူလစစ်မြစ် NASA ကအတိအမှတ်ပြုထားတဲ့အချက်တွေဖုံးရွှေပညာရဲ့အယူအဆတွေပြင်ကိုယ်တိုင်ဘလို့မျိုးပွားမလဲစိုက်ပျိုးပြုစုထိန်းသိမ်းမလဲဆိုတဲ့အဲချက်တွေကိုကျွန်တော်ကအပြည့်စုံဝင်မြတ်သွားမှာပါအဆုံးထိကြည့်ရှုပေးဖို့ကျွန်တော် ောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင် အခြားသူတွေအတွက်ကို ကြည့်စေချင်တယ်ဆိုရင် share club လေးကိုနှိပ်ပြီးတော့ဝင်မြောက်သွားပေးနိုင်ပါတယ်ကျွန်တော်တို့ဗီဒီယိုတွေထဲမှာမြင်ဖူးတဲ့လူရိုင်းတွေကနေတာကို ပြချင်တာမဟုတ်ပါဘူးဒါက zzz plan လို့ခေါ်တဲ့ကြောက်စင်း a grip ပင်တို့ရဲ့မူလပေါက်ဖွာရဒေတာကမျိုးနွယ်စုလူမျိုးတွေပါမှန်ပါတယ် ကြောက်စင်းအခရစ်ပင်တို့ရဲ့မူလစစ်မြစ်ဇာတိဒေသကတော့အရှေ့အာဖရိကဒေသတွေဖြစ်တဲ့ကင်ညာတန်ဇန်နီးယားတောင်အာဖရိကတွေဖက်က ဖြစ်ပါတယ်မူလဒေသတွေမှာဆိုရင်သူတို့ကကြောက်ဆောင်ထူထပ်ပြီး၆သွေးတဲ့နေရာတွေမှာပေါက်ရောက်တာပါဒါကြောင့်လဲသူတို့ကရင်ငက်တဲ့တံကိုအလွန်ခံနိုင်ရရှိပါတယ်ပထမဆုံးအနေနဲ့ဒီအပင်တွေကိုဘယ်ကစတယ်လဲဆိုတာကိုပြောပြချင်ပါတယ် ဇက်ဇက်ပလန်လို့ခေါ်တဲ့ကြောက်စင်းအေကရဲ့ရုခဗေဒနာမည်ကတော့ဇာမီကူကတ်ဇာမီယိုဖိုလီယာပဲဖြစ်ပါတယ်။နာမည်ခေါ်ရတာခက်လို့အလွယ်တကူဇက်ဇက်ပလန်လို့ပဲတကဘာလုံးကခေါ်ကြပါတယ်။မြန်မာလိုကတော့ကြောက်စင်းအေကရပါတယ်ဗျာ။စိတ်ဝင်စားကြကောင်းတာကဒီအပင်တွေဟာရှာဖွေတွေ့ရှိတာကြာပြီဖြစ်ပေမဲ့ကမ္ဘာအလှဆိုင်ပင်ဖြစ်ဈေးွက်ထွက်ကို1996ခုနှစ်လောက်ကမှ dash ပြိုးဥယျာဉ်တွေကနေတဆင်ကြကြပြက်ပြက်ရောက်လာတာပါကြောက်စေး acrylic အပင်တွေကအခုဆိုရင် global interior design wall အထိကိုဝင်ရောက်နေတဲ့အပင်ဖြစ်သလိုကမ္ဘာအိမ်တိုင်းမှာလို့လို့မရှိရင်မဖြစ်တဲ့အပင်တပင် ဖြစ်လာခဲ့ပါပြီကြောက်စေး acrylic ပင်တွေကအလဆိုင်တာအပြင် ကျမ်းမာရေးအတွက်ဘာကောင်းလဲလို့မေးရင်တော့1989ခုနှစ်မှာ NASA ကပြုလုပ်တဲ့ Air Clean Study အရဇက်ဇက်ပလန်တွေဟာ လေထုတန့်စင်ပေးနိုင်စွမ်းအလိုမြင့်မားတယ်လို့ဆိုပါတယ်။ဆိုင်လင်းလို့ခေါ်တဲ့အိမ်တုပ်စိမ်းနဲ့ကော်ပစ္စည်းတွေကထွက်တဲ့အစိအတောက်တွေတိုလွင်းလို့ခေါ်တဲ့ဓာတုပစ္စည်းတွေကထွက်တဲ့အခိုးအငွေတွေဗင်ဇင်းလို့ခေါ်တဲ့ကားအိတ်ဇောတွေကထွက်လာတဲ့အစိအတောက်တွေစတဲ့အစိအတောက်တွေကိုစုပ်ယူပြီးတော့အိမ်တွင်းလေထုကိုတန့်ရှင်းစေပါတယ်။ ဒါပေမဲ့တတိချားရမယ်အချက်တခုရှိပါတယ်အဲ့ဒါကတော့ zezep plan လို့ခေါ်တဲ့ကြောက်စင်း acre ရဲ့အရွက်နယ်ပင်စည်တွေမှာ calcium oxalate လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါဝင်တာပါဒါကတော့ lunetrix ဆန်တွေအတွက်အစိတ်အနှဲငယ်ရှိပါတယ်အရွက်ကိုစားမိရင်ဝါးမိရင်ပါးစပ်တွေရောင်ရမ်းတာအော့အန်တာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်မို့အိမ်ကကလေးငယ်တွေခွေးလေးတွေကြောင်လေးတွေရှိရင်တော့သူတို့နဲ့လုကင်းရကိုထားဖို့အကြံပေးချင်ပါတယ် ကဲလူစိတ်ဝင်စားမှုအများဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့ကြောက်စိတ် A grade အပင်နဲ့ဖုံးရွှေရဲ့အယူအဆအပိုင်းမှာဖုံးရွှေပညာရကြောက်စိတ် A grade အပင်ကိုရွှေ့ပြောင်းကျယ်ပင်လို့လည်းခေါ်ပါတယ်သူရဲ့စိမ်းဝင်ပြောင်းလဲနေတဲ့အရွက်တွေကရွှေရောင်အစီအီလိုတောက်ပနေတာကြောင့်ဥစ္စာတနာကျွဲဝမှု ရေရှည်တည်တန့်ခြင်းတို့ကိုကိုးစားပြုပါတယ်အင်းရဲ့အရှိတောင်တောက်ဒနာအောင်မြင်ရနေရာမှာထားရင်ငွေကြေးတိုးွားစေတယ်လို့ ုံကြည်ကြပါတယ်။နောက်ပြီးတော့သူ့ရဲ့အရွက်ကလေးတွေကအထက်ကိုမော့ပြီးရှင်းတတ်နေတာကြောင့်အကောင်းမြင်စိတ်အောင်မြင်မှုစွာအမြင့်တင်ပေးနိုင်ပါတယ်လို့ယူဆကြပါတယ်။ဖိုးရွှေပညာအရဇက်ဆက်ပလန်ကို Fortune Tree ကံကောင်းခြင်းအပင်လို့လည်းတင်စားကြပါတယ်။သူ့ရဲ့အရွက်တွေကအဝိုင်းပုံတံတန်းရှိပြီးတောက်ပြောင်နေတာမို့ရှေဟောင်းတရုတ်ရွှေတင်ကားပြားတွေနဲ့တူတယ်လို့ယူဆကြပါတယ်။ဒါအပြင်အပင်ကအပေါ်ကိုမမတ်ထိုးထက်နေတဲ့အတွက်ကြောင့် တိုးတက်ကြီးပွားခြင်း upward grow ကိုကိုးစားပြုပါတယ်။ဖုံးရွှေပညာအရာကြောက်စိတ် acre အပင်ကိုဘယ်နေရာမှာထားရမလဲဆိုရင်တော့အိမ်ရဲ့စီးပွားရေးတောင်းဖြစ်တဲ့အရှိတ်တောင်နောက် south east မှာထားရင်ငွေဝင်ကျန်းတယ်လို့ဆိုပါတယ်။ဒါမှမဟုတ်အိမ်အဝင်ဝအခက်မှာထိုင်းရင်လေအဲ့တဲ့ရီစီကနေကောင်းတဲ့ဆွမ်းအင်တွေဝင်လာစီတယ်လို့ယုံကြည်ကြပါတယ်ဒီနေရာမှာကျွန်တော်တို့အိမ်ကဘယ်အရက်ကိုပဲလဲ့ပြီးစောက်ထားပါစေအိမ်ရှိအဝင်ဝကို အရှိလို့မှတ်ယူပြီးတော့အရှိတောင်တောက်နေရာမှာထားရမှာပဲဖြစ်ပါတယ်ဒီအပင်ကတိတ်ခဲတဲ့ဆိုပေမဲ့လုံးဝမတည်တာတော့မဟုတ်ပါဘူးဗျအထူးသဖြင့်မြန်မာနိုင်ငံလိုရာသီဥတုနဲ့ဆိုဘလို့စိုက်မလဲဆိုတာကိုစစ်ကြည့်လိုက်ကြရအောင်ရေလောင်းချင်းပေါ့အရေးအကြီးဆုံးကတော့ဒီကြောက်စင်းအေဂရစ်အပင်နေတေးရတဲ့နံပါတ်1အကြောင်းရင်းကတော့ရေလောင်းများလို့ပါပဲသူ့ရဲ့မြေကြီးအောက်မှာအာလူးလိုမျိုးဥလေးတွေရှိပါတယ် အဲ့ဒီဥတွေကရေကိုတူလောင်ထားပေးပါတယ်ဒါကြောင့်မို့မြေကြီးကိုလုံးဝ6သွေးမှရေလောင်းဖို့လိုပါတယ်မိုးတွင်းဆိုလို့ရှိရင်10ရက်15ရက်တခါလောင်းရင်တော့မှရေရပါတယ်ရေငတ်လို့တော့မသေးပါဘူးရေဝလို့တည်တက်တယ်ဆိုတာကိုတော့မှတ်ထားပေးစေချင်ပါတယ်နံပါတ်1ကတော့အလင်းရောင်ပါသူကတော့အလင်းရောင်နည်းနည်းပဲရတဲ့နေရာလိုးလိုက်မှလည်းရှင်းတတ်နိုင်ပါတယ်ဒါပေမဲ့မဲမောင်မဲနေတဲ့အခန်းချင်းတဲထည့်ထားရင်တော့အပင်ကတိတ်မပွားတော့ပဲငြိမ့်နေမှာ ဖြစ်ပါတယ်အကောင်းဆုံးကတော့ပဒင်းပေါက်ကနေဝင်လာတဲ့တွယ်ဝိုက်အလင်းရောင် indirect bright light ရရင်အဆင်ပြေပါတယ်နေရောင်ခြိတိုက်ရိုက်ထိရင်တော့အရွက်တွေဝါသွားတတ်ပါတယ်နံပါတ်၃မြေစီလွာကတော့ရေစီးရေလွာကောင်းတဲ့မြေဖြစ်ဖို့လိုပါတယ်ကတ်သက်ဆွိုင်းနေရှားဆောင်လက်ပတ်မှာတုံးတဲ့မြေမျိုးတွေမြေစာမျိုးတွေကိုအသုံးပြုပေးရင်ရပါတယ်ရိုးရိုးမြေဆိုရင်လည်းတဲနေနေကြောက်ခဲနေနေကြောက်ပွားလေးတွေရောပေးရင်အဆင်ပြေပါတယ် ရှောင်းရံကတော့အရွက်တွေဝါလာပြီဆိုရင်တော့ရေများနေပြီဆိုတဲ့လက္ခဏာပါ ရေလျှော်လောက်မှာအရွက်တွေတွန့်ရှုံနေပြီဆိုတော့ရေရံငတ်နေပြီရေလိုနေပြီလို့ဆိုလိုခြင်းပဲဖြစ်ပါတယ်ခုဆက်ပြီးပြောပြချင်တာကတော့ကြောက်စိတ် acrid တွေကိုမြို့ပွားနေပဲဖြစ်ပါတယ်စီစီပလင်လို့ခေါ်တဲ့ကြောက်စိတ် acrid ကိုအိုးဝယ်ထားရင်နောက်ထပ်အိုးတွေအများကြီးပွားလို့ရပါတယ်အဲ့ဒီလိုပွားလို့ရတဲ့နီလန်လဲ၃မျိုးရှိပါတယ် ပထမဆုံးအနေနဲ့အုံခွဲစိုက်ပြိုးခြင်း division ကိုပြောပြချင်ပါတယ်ဒီနည်းကတော့အမြန်ဆုံးပါပဲအပင်အုံလိုက်ကြီးကိုအိုးထက်ကနေထုတ်ပြီးတော့ဥတွေအတက်တွေမထိခိုက်အောင်ခွာပြီးနှိုးသုံးအိုးခွဲစိုက်လိုက်ရုံပါပဲနံပါတ်2ကတော့ဂိုင်းဖြတ်မျိုးပွားခြင်းဖြစ်ပါတယ် steam cutting ပေါ့ ပင်စီကိုဓာတ်တတ်တဲ့ဖြတ်ပြီးတော့ရေပလင်းထဲမှာထိုးထားလိုက်ရင်တလားနလားလောက်နေလို့ရှင်သူကအမြစ်ထွက်လာပါလိမ့်မယ်အမြစ်ထွက်လာပြီးဆိုမှအမြေကြီးတဲ့ပြောင်းဆိုင်လို့လည်းရပါတယ်ရေပလင်းထဲမှာထည့်ပဲနဲ့တခါတည်းမြေကြီးပွပွလေးထဲမှာထိုးဆိုင်ထားရင်လည်းသူကအမြစ်ထွက်ပါတယ် နံပါတ်3ကတော့အရွက်ကနေမျိုးပွားခြင်းပဲဖြစ်ပါတယ် leaf cutting ပေါ့အရွက်ကလေးတွေကိုဖြတ်ပြီးတော့မြေကြီးထဲမှာထိုးဆိုင်ထိုးဆိုင်ထားလိုက်ရင်ချိန်ကတော့6လတစ်နှစ်လောက်နေလို့ရှင်တော့သူကဟိုဥလေးတွေထွက်လာပါတယ်ဒါကတော့စိတ်ရှည်ရပါတယ်အဲသူကအချိန်ကြာတာမို့လို့စိတ်ရှည်ရှည်နဲ့စောင့်ရပါတယ်အကြံပေးချင်တာကတော့ရေထဲအဲရေထဲမှာအမြင့်ဖောက်တဲ့နီလန်းကမြင်မြင်ရတာလဲလသလိုအောင်မြင်မှုနှုံးလဲများပါတယ်ကဲဒီလောက်ဆိုရင် စစ်စီပလေရဲ့အကြောင်းကိုစောစောလင်းလင်းတည်သွားပြီလို့ထင်ပါတယ်အလုတ်ရှုပ်တဲ့သူတွေအပင်ဆိုင်ချင်တဲ့သူတွေအချိန်မပေးနိုင်တဲ့သူတွေအိမ်မှာလက်လက်စီးပွားလက်လက်ပါတိုးပွားချင်တဲ့သူတွေအတွက်စစ်စီပလန်လို့ခေါ်တဲ့ကြောက်စိမ့် acrid ပင်ကအသင့်တော်ဆုံးမိတ်ဆွေပါပဲမိတ်ဆွေတို့အနေနဲ့ရောစစ်စီပလန်တွေကိုစိုက်ထားတာရှိပါသလားဗျရှိလေရှိလို့ရှင်အိမ်ရဲ့ဘယ်နေရာမှာထားလဲဘယ်လိုမျိုးအယူဆတွေရှိလဲဆိုတော့ comment ပေးပြီးတော့မျှဝေ ပေးခဲ့စေချင်ပါတယ်ဒီဗီဒီယိုလေးကိုလည်းကြိုက်ရင် like and share လုပ်ပေးဖို့ဟိုမမေ့ပါနဲ့နောက်အပတ်တွင်မှာဘယ်အပင်တွေအကြောင်းတင်ဆက်ရမယ်ဆိုတာကိုလည်းအကြံပြုပေးစေခဲ့ချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Leo Bonsai Energy Channel ကအဒီပါ